ေပေါင်းနှစ်ရှေပေါင်းသုံးရှေပေါင်းလေးရှေပေါင်းငါနှစ်သုံးလေးငါကနေပြီးတော့ပပဝါချင်းပြီးတော့ခွန်ရှိကိုတုံညာပေါ့နော်ဒီသုံးခွန်ခွန်ဒီခွန်နှစ်ရှိရှိဒီရှိခွန်ရှိနှစ်သိ6ဒီကိုခွန်ရှိကိုတုံညာခွန်သုံးဒီတုံညာအနှစ်သုံးလေးငါခွန်ရှိကိုတုံညာနဲ့သုံးလုံးမိုင်ပေါ့နော်အနေအနေနဲ့ဆိုရင်တော့၃ခါပေါ့ဒါပေမဲ့၃ကထိတ်ကထွက်သွားတာ လုံးမိုင်လောင်းတဲ့တငယ်ချင်းတွေတော့ရှားကြပါလေနော်အဲ့ဒီလိုင်းရဲ့အစက်မှာပေါ့နော်အဲ့ဒီတော့မှာကကျွန်တော်ပြခဲ့တဲ့ဒီဒီသုံးလုံးပေါင်းခွန်ဟုတ်ဒီနောက်ပိတ်သုံးလုံးပေါင်းခွန်ဒီနောက်ပိတ်သုံးလုံးပေါင်းခွန်ဒီနောက်ပိတ်သုံးလုံးပေါင်းခွန်ပေါ့နော်အဲ့ဒီခွန်တွေကိုခွန်ရဲ့ပါဝါနှင်းနေပေါ့နော်ဒီတစ်ခွန်လေးတွေ နှစ်နှစ်ရှင်းနှစ်ဒီနှစ်ဘူ6ခုံဒီနှစ်နဲ့အဲ305ခုံဒီနှစ်ဆိုပြီးတော့ဒီလိုင်းရတော့ဒါခုံပေါ့နော်ဒီလိုင်းရခုံလုံးပိုင်းတက်လာတယ်ပေါ့တင်ငါးတက်ဒီခုံခုံရဲ့ပါဝါနှစ်တက်ခုံလေးဒီနှစ် မာကို3ဒီခွန်ခွန်ရဲ့ပါဝါနှစ်နှစ်ရှစ်နှစ်ဒီနှစ်ကိုခွန်တဲ့ဒီခွန်ခွန်ရဲ့ပါဝါနှစ်ကို6ခွန်ဒီနှစ်3နှစ်ဒီခွန်ခွန်ရဲ့ပါဝါနှစ်35ခွန်ဒီနှစ်ဆိုရင်တော့ခွန်လုံးပိုင်းပေါ့နော်ဟုတ်ခွန်ခွန်ပြင်းတစ်ချက်နှစ်ချက်သုံးချက်လေးချက်လေးကစီကို ဒါနှစ်ဖြစ်ချင်းအနေနဲ့ကျွန်တော်တို့ဒီခွန်လုံးမိုင်ပေါ့နော်ဒါပြီးခဲ့တဲ့ဘက်က၃လုံးမိုင်ရဲ့အဆက်ပေါ့အဲ့ဒါကိုကျွန်တော်တို့ဘလို့နောက်ထပ်ထပ်ရှာမလဲဆိုရင်ပေါ့နော်ဒီနောက်ပေါင်း၃ည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 ပေါ့နော်၃ညလေးချက်ကို၃ညရဲ့ပါဝါ၅ ပရိင္နာ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 ဘောနော်ခင်ဗျာလေးချက်ကိုငါးလေးချက်နဲ့ရိုက်ပြီးတော့အဲ့ဒီငါးတွေကိုဘောနော်ရှင်းပေါင်း၃ရရှင်းပေါင်း၉ရှင်းပေါင်း၁တုံညာ၉တက်ပြီဒါတုံညာလို့ပြန်ရိုက်မယ်ရှင်းပေါင်း၈ရှင်းပေါင်း၁ရှင်းပေါင်း၁၈တက်တက်ပြီ ၃ညလို့ပြန်ရိုက်မယ်စီပေါင်း၅စီပေါင်း၃ညစီပေါင်း၅၅၃ည၅ဒီ၃ညလို့ပြန်ရိုက်မယ်ဟဲ့ဆိုစီပေါင်း၈စီပေါင်း9စီ9ပေါ့နော်စီပေါင်း၈စီပေါင်း9စီပေါင်း9စီပေါင်းရှိစီပေါင်းကစီပေါင်းခွန်မှာ၃ညလို့ဖြစ်မှာပေါ့နော်ဒီ၃ည၄ကျဲပေါ့နော် သုံးည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 အဲ့ဒီသုံးညလေးတဲ့လေးချက်ကိုရှေးပေါင်းသုံးညရှေးပေါင်း9ရှေးပေါင်းတက်ဒီသုံးညရှေးပေါင်းရှေးရှေးပေါင်း9ရှေးပေါင်းတက်ရှစ်တက်တက်ဒီသုံးညရှေးပေါင်း9ရှေးပေါင်းသုံးညရှေးပေါင်း9 9သုံးည9ဒီသုံးညရှေးပေါင်း8ရှေးပေါင်း9ရှေးပေါင်း9ရှင်း9ခွန်ဒီသုံးညဆိုပြီးတော့ကျွန်တော်တို့ဒီသုံးညလေးချက်နဲ့ပြန်ရိုက်မယ် ခုနကကျွန်တော်ပြောတဲ့ခွန်လေးချက်ကိုပေါ့နော်နှစ်လေးချက်နဲ့ပြန်ရိုက်မယ်ဆိုရင်ဒါတစ်ခွန်လေးဒီနှစ်နှစ်ရှင်းနှစ်ဒီနှစ်ကိုးချောက်ခွန်ဒီနှစ်သုံးညာငါးခွန်ဒီနှစ်နဲ့ခွန်နောက်ပိတ်နဲ့ရှေ့ပေါင်းခွန်နဲ့ဆိုပြီးတော့ဒါသူ့ရဲ့ဖွဲ့စည်းပုံလေးတစ်ခုဖြစ်လာမှာပေါ့နော်အဲ့ဟိုမှာကျွန်တော်တို့ကဒီဒီလေးနဲ့တက်ဒီငါခွန်နဲ့ခွန်ဒီလေး ငားလေးလေးနဲ့ကိုဒီသုံးငားလေးသုံးသုံးညနဲ့နှစ်ဒီနှစ်ငားလေးသုံးနှစ်ဆိုရင်တော့ဒါရှေပေါင်းခုကိုနှစ်ထိပ်စီနဲ့ပေါ့နော်သုံးခုငါဒီငါငါရယ်သုံးညာခါရယ်ဒီငါကိုကိုလေးဒီနှစ်နှစ်ရယ်လေးခါရယ်ဒီ6ငါ6သုံးနှစ်6ဒီတိတိရယ်6ခါရယ်ဒီခုငါ6ခု သုံး၅ဒီသုံးသုံးရဲ့၅ခရဲ့ဒီ၈၅၆ခွန်၈ဆိုရင်တော့၅ခပေါ့နော်နှစ်ထိပ်၅ခနဲ့အခွန်မိတ်ကိုစိတ်မချဘူးဆိုရင်ဒီနှစ်ထိပ်၅ခနဲ့နောက်ပိတ်ကိုကြိုက်ရကပ်ပေါ့နော်